ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဝမ်းတာလိုက်တာငါတို့အိမ်ပြန်ရောက်ပြီဘာပဲပြောပြောပဲနေရာမှာဘာမှမလုပ်ရအောင်အနားမယူရဘူးတကယ်ငင်းချက်မှုနဲ့အနားယူရတာကိုယ့်အိမ်မှာပဲရှိတာချွေးမတို့ရေမှန်တယ်မလား မှန်ပါတယ်မေတခါလက်ထပ်ပြီးကို့အိမ်မှာရှိတဲ့ငိမ့်ချက်မှုမျိုးမိဘအိမ်မှာတော့မရှိတော့ဘူးကောင်းပြီမင်္ဂလာဆောင်လဲပြီးသွားပြီကျမတို့အိမ်ပြန်ရောက်ပြီအခု2ရက်3ရက်လောက်အနားယူအောင်မယ်ဟုတ်တယ်နင်တို့တလောက်လေးပဲအနားယူချိန်ရမှာပြီးရင်ငါသမီးခန့်ခန့်ရဲ့မင်္ဂလာပွဲရှိသေးတယ်အခုနင်တို့အကြီးရောက်ခမအိမ်မှာလို့စီကားတာငါတို့အိမ်မှာလည်းဖြစ်လာလိမ့်မယ်မယ်ရီချိန်မရေနင်ဘာလို့တလောက်တောင်မှတိတ်ဆိတ်နေရလဲအမေရေကျမဘာပြောရမှန်းမသိဘူးကျမမောနေပြီး အခုအိမ်မှာ၂ရက်၃ရက်ငင်းချက်စွာနေမှဒီမောပန်းမှုကပြေးမှာဟုတ်တယ်နင်တကယ်ပဲအလုပ်တွေအများကြီးလုပ်ခဲ့ရတာတကယ်ပါနင်အရှိရောက်ခမလည်းပြောနေတယ်ဒီတစ်ခါချွေးမသမီးတယောက်ရဲ့တာဝန်ခြေပြွန်သွားပြီတဲ့ချွေးမကြီးခေါင်းကိုတောက်နေအောင်နေလိုက်တော့အခုသမီးရောက်မှရင်မင်္ဂလာဆောင်ပဲရှေးလျှောက်သမီးကဒီထပ်ပိုးကောင်းအောင်လို့အားလုံးကိုတောင်းဝင်ယူရမှာဟုတ်ကဲ့ဖေကျမအသက်မှာပဲကြည့်ပါဦးဟဲ့နင်အတန်တော့ဘလောက်မောပန်းနေလဲကဲ အခုကျန်တာတွေမနှက်မပြောရအောင်လေအခုသွားပြီးအိတ်ကြတော့ဒေါ်မိုးရဲ့စကားကိုကြားတော့ဓမီသားစုလုံးဟာကုခန်းလေးကိုသွားပြီးအိတ်လိုက်ကြပါလေမေဘီကတော့အိယာပေါ်လှိမ့်လိုက်ကြနဲ့အိပြိုသွားပါတော့တယ်မေဘီဟာဒေါ်မိုးရဲ့အငဲဆုံးချွေးပါပါမေဘီမှာမေပန်းနဲ့ဆန်းဆန်းဆိုတဲ့ရောင်မကြီးနှစ်ယောက်ရှိပါလေသူတို့နှစ်ယောက်လုံးကမေဘီကို မကြိုက်ကြပါဘူးဘာလို့လဲဆိုတော့သူတို့နှစ်ယောက်လုံးဟာချမ်းသာတဲ့အင်းကလာကြပြီးမိမိကတော့တူးတိန်သောစင်းရဲတဲ့အင်းကသမီးဖြစ်နေလိုပါပဲ ဒါပေမဲ့လည်းမေရီဟာသူ့ရဲ့စကားတွေကိုလစ်လျူရှုလိုက်ပါတယ်။အခုလည်းတမိသားစုလုံးကမင်္ဂလာဆောင်ကပြန်လာကြတာပါ။အဲဒီမှာအလုပ်တွေအလုံးကို မေရီတယောက်ထဲကပဲတာဝန်ယူခဲ့ရပါတယ်။ပြီးတော့တပတ်ကြာရင် မေရီရဲ့ရောင်းမငွေခန်းခန်းရဲ့မင်္ဂလာဆောင်ရှိပါတယ်။အလုံးကတညာလုံးအနားယူပြီးနောက်တနေ့မနက်မှာတော့အိမ်နှင်းဟိုဘသူရောက်နေရလဲ။ဘာလို့လူတွေအများကြီးစကားပြောတဲ့နေကြားနေရလဲ။အမရေနိုးပြီလား။ကျမအမကိုလာနိုးတော့မလို့။ခန်းခန်း အောက်ကနေဘာလို့တလောက်ဆူညံတန်တွေကြားနေရလဲဘသူတွေရောက်နေရလဲဟဲ့ဟုတ်တယ်မနောက်ဘက်ကကျမမင်္ဂလာဆောင်လေအဲ့ဒါကြောင့်အတော်ရေကအိမ်ကိုဆော့ဆော့ရောက်နေတာသူတို့ကပြောနေတာခံခံရေးနင့်ကိုငါလက်နဲ့ချီခဲ့တာအခုနင့်မင်္ဂလာဆောင်တော့နင်းနဲ့တပတ်တော့နေသွားရမှာပေါ့တဲ့အမရဲ့လူတွေအားလုံးရောက်နေကြပြီအားလုံးလည်းပိုက်ဆံနေကြပြီဒါကြောင့်အမေကအမောက်မြင်မြန်ထဟန်းလိုက်တာပြီးတော့အမအားလုံးတက်မနှက်စာလုပ်ပေးရမှာလေကောင်းပါပြီထပြီနင်သွားတော့ ငါ2မိနစ်အတွင်းရေချိုးပြီးလာမယ်။အချိန်နေဆိုးသွားပြီ။ဒီလူတွေကခံခံရဲမင်္ဂလာဆောင်တွေတပတ်စောစောရောက်လာကြပြီ။အခုငါဘာလုပ်ရမှာလဲ။အခုမှဦးလေးအိမ်ကအလွတ်လောက်ပြီးပြန်လာတာ။အခုကိုမီးပေါ်ကြောင်လဲကိုပဲတာဝန်ယူရမယ်။ဒါပေမဲ့နေမမလုပ်ရင်ဘသူကတာဝန်ယူမှာလဲ။ကဲမေရီမေရီထပါတတိယမွေးပြီးတော့မတက်ရလိုက်။မေရီကဒီလိုပဲကုကုကုတတိမွေးပြီးတော့ထလိုက်ခါရေချိုးပြီးအောက်ကိုဆင်းလာခဲ့ပါလေ အောက်မှာသူ့ရောင်မကြီးနှစ်ယောက်လုံးကရှိနေတာကိုတွေ့လိုက်ပါတယ်။ရောင်မတို့ကျမတက်ဆော့ဆော့ထနေကြပဲ။ဒါဆိုသူတို့အားလုံးအတွက်မနှက်စာလုပ်ပေးလိုက်ပြီထန်နေ။ကောင်းတာပေါ့။ငါခုနေ့လယ်စာလုပ်ပေးမယ်။မင်္ဂလာပါအန်တီနီနီ။မင်္ဂလာပါဦးလေး။မေဆိုနေရောဘလို့လဲ။အမရေကျမအရန်ကောင်းတယ်။အခုတော့ဘိုက်ရန်စာနေပြီ။အမရဲ့လက်ရာလေးနဲ့ဘိုက်ပြေသွားအောင်လှုပ်ကျွေးပါဦး။ဘလို့အခုချိန်နေမနှက်စာမစားရသေးဘူးလား။ဒါပေမဲ့ အမမေပန်းနဲ့အမဆန်ဆန်တို့ကအောက်မှာရှိနေတာကိုဟုတ်တယ်ဟေးငါတို့အောက်မှာပဲရှိတယ်ဒါပေမဲ့ငါတို့ကမနှက်စာလုပ်ဖို့အောက်မှာရှိရမှာမဟုတ်ဘူးမနှက်စာနေမဲလောက်တာတောက်လုပ်လိုက်ဟုတ်တယ်ချွေးမရဲ့နေလောက်တဲ့အရာတွေကသူတို့လောက်တတ်တာမဟုတ်ဘူးဒါကြောင့်နေပဲအားလုံးအတွက်မနှက်စာသွားလုပ်ပေးလိုက်ဟုတ်ကဲ့ဒါဆိုပါစားကြမှာလဲပြောလေကျမလုပ်ပေးမယ်ချွေးမရဲ့မုံစန်းကြော်စားချက်နဲ့ဒါကြောင့်ငါအတွက်မုံစန်းကြော်လုပ်ပေးပြီးတော့လက်ဖက်ရည်လည်းလုပ်ပေးနော်အမရဲ့ မနိုးရှုကားတိုင်ရဲ့လုံနေတာဒါကြောင့်လက်ဖက်ရုပ်တခြားမပါပဲဖြော်ပေးကောင်းပြီကောင်းပြီတခြားအပါလို့သေးလဲငါတို့မိတ်နေလားငါအတွက်ကကော်ဖီအေးပြီးတော့တခြားမပါတာဖြည့်ရမယ်ကျမတော့ကော်ဖီအပူပဲယူမယ်ဒါပေမဲ့တခြားမထည့်နဲ့နော်ချွေးမရေအမေတို့အတွက်တော့နေ့တိုင်းစားနေကြပလာတာနဲ့အချင်းဒါမှမဟုတ်လဲတနက်ပဲလောက်ပေးကောင်းပါပြီအားလုံးလုံးလိုက်ပါမယ်မေဘီကလူတိုင်းရဲ့ဆန္ဒတွေကိုလက်ခံပြီးမိဖို့ကြောင့်နေဝင်လာခဲ့ပါတယ် ဒါပါလေဒီလူတွေကငါ့ကိုဆက်ရုပ်လို့ထင်းနေလားသူတို့ပြောတဲ့အချိန်သူတို့ရဲ့အချက်ပြမှုတွေအချိန်ငါကရမယ်ပေါ့ငါတကယ်ကနေရတာပဲငါစကားဘဲမှမရဘူးကြားရင်ငါဘာလုပ်ရမှာလဲဘာလုပ်ရမှာလဲလုပ်ရမှာပဲပေါ့ခကြီးကပြန်လာတဲ့ပင်ပန်းနွမ်းနေနေတဲ့မေရီတယောက်ကသူ့အိမ်ရောက်လာတဲ့ဧသေရီနဲ့အလုရှုပ်သွားပါတော့တယ်မေရီဟာတစ်ဖက်မိဖို့ကြောင့်မှလူတိုင်းကြိုက်တဲ့မနက်စာလုပ်နေတော့တခြားသူတွေဟာအပြင်းမပြောရှင်းစွာနဲ့စကားပြောနေကြပါတယ် အမရင်ကျမကြိုပြောထားမယ်နော်ခခိုင်သူတို့သားလာရင်ကျမသူတို့သားကြိုဆိုဖို့အရှိဆုံးမရက်နေမယ်ပြီးတော့လူတိုင်းကိုပြောမယ်နော်ခခိုင်ကကျမရဲ့သမီးလို့ပဲဒါကြောင့်ကျမကိုလည်းရက်ခမနေရပေးလို့ကောင်းပါပြီနင်နေရဲ့နင်ကအရှိဆုံးပဲနေလိုက်ငါတော့နောက်ဆုတ်လိုက်မယ်ဒီမင်္ဂလာပွဲမှာအတော့ပဲအားလုံးတာဝန်ယူစေဟုတ်တယ်မှန်ပါတယ်ချွေးမတယောက်ကိုမိဖို့ကြောင့်နဲ့ထည့်ထားပြီးကို့ဘာသာပြောပြောရှင်းရှင်းနေကြပေါ့မဟုတ်ဘူးမယ်ရီဒီလိုမလုပ်ရအောင် ဒါနေ့အိမ်ကမင်္ဂလာဆောင်ပဲနေသာတိုးသားထွက်နေဘလို့လို့အဆင်ပြေမှလဲငါတို့ပဲအားလုံးတာဝန်ယူရမှာဒီလိုရက်မျိုးတွေကခဏခဏလာတာမဟုတ်ဘူးလေမင်္ဂလာဆောင်ပြီးသွားရင်တော့အနားယူလို့ရပါပြီကောင်းကင်နေတဲ့မေရီကမိဖို့ကြောင့်နေမှာကုကုကုဒီလိုပဲဖြည့်သိမ့်နေပါတယ်မကြခင်မှာပဲသူဟာထမင်းဟင်းချက်ပြီးတော့အားလုံးကိုဝအောင်ကြွေးလိုက်ပါတော့တယ်အားလုံးကိုမနဲ့စားကြွေးပြီးနေလေသာကြွေးတဲ့နောက်မှာ မေရီဟာတော့တပြည့်စည်းလဲပကန်းစည်းကျန်းတိုင်စတဲ့အလုပ်တွေကိုကိုယ်တိုင်လုပ်ပါတယ် ညနေရောက်တော့အရင်ရောက်ကမှမေမိုးရဲ့မိသားစုလေးဒုံမိုးအင်ကိုရောက်လာခဲ့ပါတယ်။အမရေကုန်ပြူပါတယ်။အခုသမီးတို့တောင်လက်ထပ်ပေးနေပြီ။ဩညီမရေနင်လည်းရောက်လာပြီ။ကောင်းတာပဲနော်။ငါအိမ်မှာစီကားနေတော့မှစီကားရမှာပဲလေ။ငါတို့ခန့်ခန့်ရဲ့မင်္ဂလာဆောင်ပဲလေ။အရှိရောက်လာပြီ။နေကောင်းလားအရှိ။မေဝါနင်ရောဘလို့လဲ။ကျမလည်းကောင်းတယ်။နင်ရောဘလို့လဲပြောင်း။နင်မင်္ဂလာဆောင်ဆိုတော့နင်ကောင်းကောင်းနေမှဖြစ်မယ်။နင်သာနေမကောင်းရင်မဖြစ်ဘူးလေ။ မင်္ဂလာပါရေရောက်ခမလာပါလာပါအရေးကိုပဲစောင့်နေတာလာပါအရေးကိုကြိုဆိုပါတယ်တော်ပါပြီနင်တို့ကငါ့ကိုတင်ရဲ့ဧည့်သည်တောက်လို့ခန်းစားရစေတယ်ကဲအထဲတော့ဝင်ခွင့်ပြုပါအောင်ဟဲ့အရေးရောက်လာပြီလာကြီးအထဲဝင်ပါဒီကလေးမှပဲအသိဉာဏ်ရှိတယ်အခုမှပဲအပေါ်ကနေဝင်ခိုင်းတော့တယ်လာပြီသမီးရေနင်သွားနဲ့မေမိုးနဲ့သူ့မိသားစုလည်းဒီလိုပြောပြီးအထဲဝင်လာကြပါတယ်လူတိုင်းဟာသူတို့အင်ကိုဧည့်သည်တွေရောက်လာလို့ပြောနေကြပါတယ် အိမ်မှာမေရီကတော့သူ့ပေါ်ကြောက်ရောက်လာမဲ့အလုပ်တွေရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုမြင်နေရပါတယ်။မဖြစ်ဘူးနောက်တစ်ခါမဖြစ်ဘူးငါအဲ့ဒီမော်ဘယ်မို့နောက်တစ်ခါလုံးဝမခံစားချင်ဘူး။တနောက်စီအမေရီကကုကုကုဖြည့်သိမ့်နေပါတယ်။ဒါပေမဲ့အလုပ်တွေရဲ့ဝင်ထုတ်ဝင်ပိုးဟာသူ့ပေါ်ပဲကြောက်ရောက်လာမေးဆိုတာသူသိနေပါတယ်။ဒီလိုနဲ့တနေ့တာပြီးဆုံးသွားပါတော့တယ်။နောက်တနေ့မှဦးဒီမိုးရဲ့တငယ်ချင်းဟောင်းတစ်ယောက်ကလည်းမနေ့ပိုင်းမှာသူ့မိသားစုနဲ့အတူရောက်လာခဲ့ပါတယ်။ တိန်လုံးကအင်တယ်ရီနဲ့ပြည်နေပါတော့တယ်။အခုတော့နေလေးစားချက်ဖို့ချိန်ရောက်ခဲ့ပါပြီ။အမေရေတအိန်လုံးနဲ့အဲ့တယ်ရီနဲ့ပြည်နေပြီ။တလောက်လူအများရောအိမ်မှာချက်ပြုတ်ဖို့မလွယ်ဘူး။အမေသဘောတူရင်အပြားနဲ့မှာလို့ရတယ်။ဟင်းချွေးမကြီးအပြားနဲ့မမာနဲ့မင်္ဂလာဆောင်စားဖို့တစ်ပတ်လောက်တောင်လိုသေးတယ်။အခုကလေးကအပြင်းအနေကုန်ကြခံမဲဆိုရင်မင်္ဂလာဆောင်ကငါတို့အတွက်အကျွေးဖြစ်သွားနိုင်တယ်။မဟုတ်သေးဘူး။နင်တို့ချွေးမသုံးယောက်အိမ်မှာရှိတယ်။နင်တို့ပေါင်းပြီးချက်ပြုတ်လိုက်ကြပေါ့။ အပြင်းအနေဘာလို့မှာပေါ့လို့မလဲမဖြစ်ဘူးမကျမချက်ပြုတ်လို့မရဘူးကျမဒီနေ့ဈေးကိုသွားရမယ်ပြီးတော့အလတ်တင်ဆိုင်မှာလည်းချိန်နာသေးတယ်လွဲသွားရင်တလမတိုင်ခင်အဲ့ဒီမှာကျမအခွင့်ရမရတော့ဘူးလေကျမစကောင်းနားလဲပေးနော်ကောင်းပြီလေဒါဆိုချွေးမနှစ်ယောက်ချက်ပြုတ်လိုက်မယ်ဟမ်အန်ဂျီကျမမချက်နိုင်ဘူးနော်ကျမအားနေတယ်လို့ထင်နေရလားကျမလည်းအလုပ်တွေအများကြီးရှိတယ်ကျမမေဘန်းနဲ့တူတူသွားမှာဒါဆိုနင်တို့ထဲကဘသူမှ ထမင်းမချက်တော့ဘူးလား ငါတို့ကချမ်းသာတယ်ဆိုတာမှန်တယ်။ဒါပေမဲ့တလောက်လူမြတ်များအတွက်နေတဲ့အပြည့်အနေမှိုင်းငါတို့အားလုံးတေဝလီခံသွားရလိမ့်မယ်နော်။ဒေါ်မိုးရဲ့စကားကိုချမ်းသာနဲ့ချွေးမနှစ်ယောက်လုံးကလစ်လျူရှုလိုက်ကြပါရယ်။မေရီတယောက်ထဲကပဲစိတ်မကောင်းဖြစ်နေပါရယ်။ကောင်းပါပြီအမေစိတ်မပူပါနဲ့။ကျမရှိနေသေးရပဲလေ။ကျမချက်ပြုတ်လိုက်ပါမယ်။တကယ်လားရင်ချွေးမဒါပေမဲ့နင်တယောက်ထဲတလောက်အများကြီးချက်ရင်ပင်မသွားလိမ့်မယ်။ဟုတ်ပါရဲ့အမေ။ဟုတ်ဟုတ်လေ။ အမေကလည်း "तू ਆ ပင်မရအောင်မဲဒီလောက်ကိုလောက်ဖို့အိမ်ကနေလာတဲ့သူတွေကမပင်မရအောင်ပြီးတော့ဒီမှာ तू ਆ ပြောနေရပဲဒါကြောင့်စိတ်မပူပါနဲ့အမေကသူ့ကိုတလောက်ကြီးကျက်ခံထားတဲ့အိမ်ကြီးကိုပေးထားတယ်ဒါဆို तू ရောင်းမရဲ့မင်္ဂလာဆောင်အတွက်ဟင်းတော်မချက်ပေးနိုင်ဘူးလားမှန်တယ်အမလူတွေကဆောင်ရှိတဲ့လောက်ပဲခြေဆန်းတဲ့နေပိုဆက်ရင်ဆောင်ပြုံထွက်သွားလိမ့်မယ်မယ်ရီငါတို့အိမ်မှာဘာမှမရှိဘူးလို့တော့မထင်နဲ့နော်ဒါကြောင့်ဒီစကားကိုပြောနေတာမဟုတ်ဘူးငါတို့နေ့ကိုနေ့အဆင်ရှိတဲ့လောက်နေခိုင်းနေတာ ဆန်းဆန်းမေပန်းနင်တို့နှစ်ယောက်ဘာတွေပြောနေရလဲမေရီချွေးမပေတော့အလုပ်တစ်ခုခုလုပ်ဖို့ညင်းခဲ့ဘူးလို့လဲနင်တို့နှစ်ယောက်ကတော့နော်မေရီချွေးမနင်သွားပြီးတော့ထမင်းချက်လိုက်ဒီနှစ်ယောက်ကတော့သူတို့လှုပ်သူတို့ပြီးအောင်လှုပ်ကြလိမ့်မယ်ကားမပေးမေကျမသွားလိုက်ပါမယ်တချို့လူတွေအတွက်စင်းရဲတဲ့ကလေးဆိုတာမရှိနိုင်ဘူးကိစ္စမရှိပါဘူးလေအနည်းဆုံးမေရတော့ကျမရဲ့ကြိုးစားအားထုတ်မှုကိုမြင်တယ်မေရီကဒီလိုပြောပြီးမိဖို့ကြောင့်လည်းဝင်လာခဲ့ပါတယ် ဒီနေ့လည်းဧသည်ရီအတွက်ဒုတိယထဲပင်ထမင်းချက်ရပါတော့တယ်။အတော်ရဲ့မိသားစုဟာ၃ယောက်။အရှိရောက်ခမရဲ့မိသားစု၃ယောက်နဲ့ရောက်ကတိရဲ့တငယ်ချင်းမိသားစုစုစုပေါင်းလို့ဒီအချက်90လောက်ရမယ်။ကဲမေရီရဲ့စလိုက်တော့မေရီဟာဒီနေ့လည်းကိုကိုကိုတက်တည်မွေးလိုက်ပြီးအားလုံးအတွက်ရူတီနဲ့ဟင်းတွေချက်ဖို့မတည့်ရက်လိုက်ပါတယ်။မင်္ဂလာဆောင်ပါလေးမိဘကြောင့်ကမေရီရဲ့နာမည်နဲ့ပဲရှိနေပါတယ်။ဒီလိုနဲ့ပဲရန်နေငယ်ကုန်းဆုံးသွားပြီးတော့ အခုခန့်ခန့်ရဲ့မင်္ဂလာဆောင်ရက်တွေစတင်ခဲ့ပါပြီဒီနေ့ဟာခန့်ခန့်ရဲ့တန်းတင်ပွဲပါ တိန်လုံးကစီကားနေခဲ့ပါတယ်ညနေပိုင်းမှာမိသားစုကြတဲ့ထူးခြားတဲ့ငွေသက်တစ်ခုရှိလာပါတယ်ငါဘလို့လို့ဒီလောက်ကြီးမားတဲ့မအားကိုလုံးမိနိုင်တာလေမတော်နားမလည်နိုင်တော့ခန့်ခန့်ရဲ့တန်းတင်ပွဲအတွက်ထမင်းချက်ကိုမှားဖို့ဘလို့လို့မိနေရတာလေအခုဘာဖြစ်တော့မှလဲအိမ်မှာလေဧည့်သည်တွေကရောက်နေပြီငါတို့သူတို့ကိုဘာကြွေးရတော့မှလဲ အခုအစားဆောင်အဆင်သင့်လုပ်နိုင်တော့အချိန်မပြီးနိုင်ဘူးယောက်ျားရင်ကိုအောင်ဒါမှမဟုတ်ကိုထုကိုခေါ်ကြည့်ပါလားတို့အကြံပေးနိုင်ကောင်းမယ်မအောင်ဘာမှစဉ်းစားလို့မရရင်တို့ဘာအကြံပေးနိုင်ပါလဲငါတို့ရဲ့အဖေပဲတို့ငါထက်ပိုသိမှာမဟုတ်ဘူးဒါဆိုကျမတို့ဘာလုပ်တော့မှလဲယောက်ျားပြောရတာစိတ်တော့မကောင်းမိမဲ့ချွေးမတွေကအင်ကိုဘလောက်ကောင်းကောင်းတောင်းဝင်ယူခဲ့လဲဒီတစ်ပတ်ကိုလည်းချွေးမတွေကိုပဲပြောကြည့်ပါလားတို့တို့ခုခုလုပ်ပြီးနိုင်ရင်ကောင်းမယ် ခုတော့ချွေးမတွေပဲလောက်ရတော့မယ်။ပြောချွေးမတို့ရေထမင်းချက်ပေးနိုင်မလား။ဟုတ်ကဲ့ပါမယ်။ဧည့်သည်တွေကအများကြီးတော့ဖြစ်လိမ့်မယ်။ဒါပေမဲ့အခုအိမ်ရဲ့ကုန်းတိတ်ခါကိစ္စဖြစ်နေပြီဆိုတော့လောက်ရမှာပဲ။ကောင်းပြီကောင်းပြီ။ကျမထမင်းချက်ဖို့သဘောတူတယ်။ဒါပေမဲ့ကျမသဘောမတူဘူးနော်။ဘာလို့သဘောမတူတာလဲ။ချွေးမဒီရင်ရဲ့ကုန်းတိတ်ခါနင့်တာဝန်မဟုတ်ဘူးလား။ဟုတ်ကဲ့ဖေ။လုံးဝတာဝန်ရှိပါတယ်။ဒါကြောင့်ကျမတို့ကညင်းနေတာ။ တကယ်လို့ကျမတို့ထမင်းချက်တာမကောင်းရင်လူတွေပြောလိမ့်မယ်ဒီလိုတန်းတင်ပွဲရဲ့ထမင်းတာအပြင်ကနေမမာခဲ့ဘူးတောက်လဲအိမ်မှာပဲချက်တာဘလောက်နှမျောတက်တဲ့လူတွေလဲကောင်းပြီလေနင်တို့မလုံနိုင်ဘူးဆိုတော့လေမေရီချွေးမရေနင်မယ်ပူရီနဲ့ဟင်းတွေချက်လိုက်ဟုတ်ကဲ့ပါမေတလောက်လူအများအတွက်ငါလည်းချက်နိုင်ပါမလားမသိဘူးဒါပေမဲ့စူးစမ်းကြည့်တာဘာဖြစ်လဲမေရီကဒီလိုပြောပြီးနောက်တစ်ခါမိဖို့ကြောင့်နေဝင်လာခဲ့ပါတယ်ပြီးတော့ပကန်းကြီးတစ်လုံးနဲ့မှာ ကာကြော်ရီလှုပ်ဖို့အတွက်မုံနှစ်ကိုစနေပါရီတလောက်ကြုံတွေကိုအနည်းဆုံး၃ခါလောက်နေရလိမ့်မယ်အဲ့ဒါမှဧည့်သည်တွေပိုက်ပြစ်လိမ့်မယ်အပြင်မှာကြီးလာအောင်မှအားလုံးကဘလို့ကခုံတချင်းစုံနေကြလဲငါပဲတီမာမိဖို့ကြောင့်နဲ့မှအလုရှုပ်နေရတယ်မိမိကအပြင်ကိုကြည့်ပြီးပျော်ရွှင်ဖို့ဇန်နာတွေပြင်းပြနေပါရီအပြင်မှာတော့အားလုံးဟာခဲမာတွေမှကခုံတချင်းစုံပြီးပျော်နေကြပါရီကဲအမေအခုတချင်းဖွင့်ပေးတော့နော် ကျမအကြိုက်ဆုံးသချင်းနဲ့ကမယ်။နေ့မှာအကြိုက်ဆုံးသချင်းတစ်ပုဒ်ရှိလို့လား။ကဲပြောဘာသချင်းဖွင့်ရမလဲ။မင်းစိုးရင်နေအဲ့ဒီသချင်းနဲ့ကတက်လား။ငါစနီဂေးစ်ကတာမန်ကတက်တယ်မလား။ကတက်တယ်။နေရောကတက်လား။ကတက်တယ်။ဒါဆိုနင်တို့ပေါင်စောင့်နေကြလေ။ကဲကကြတော့သချင်းလေးဖွင့်လိုက်တော့။မေဝါနဲ့မင်းစိုးတို့နှစ်ယောက်လုံးကခမ်းမာလေးမှာကဖို့မတည့်ရနေကြပါသေး။ရုတ်တရက်သချင်းစောင့်ဖွင့်လိုက်ပြီးသူတို့နှစ်ယောက်ကစပြီးကကြပါတော့တယ်။ ။အိုးဘလောက်ကောင်းတဲ့ကလဲ။မင်္ဂလာဆောင်မှာမိဖို့ကြောင့်နဲ့နေရတာအရင်ပြင်ဖို့ကောင်းတယ်။ငါလည်းစင်ပေါ်တက်ပြီးကချန်စိတ်ဖြစ်မိတယ်။တနန်းစီယာမေရီမှာမိဖို့ကြောင့်ကနေပဲပျော်ရွှင်နေတော့သူရောက်မှကြီးဆန်းဆန်းကမိဖို့ကြောင့်လေးဝင်လာခဲ့ပါသေး။ဖះရေအပြင်မှာလူတိုင်းကပိုက်ဆံလုံးလုံးစောင့်နေကြပြီနေရက်တင်မှာအကကြည့်နေရလားနေုံကရက်နေုံအခုပဲအမေကိုသွားပြောမယ်အမကျမအကကြည့်နေရမှာမဟုတ်ဘူးကျမမိဖို့ကြောင့်အလုပ်ကိုလည်းတာဝန်ယူနေတယ်မယုံကြည့်လိုက် ကျွန်မဟင်းသင်းရွက်တွေအားလုံးလေးပြီးပြီအခုဟင်းကိုစားချက်တော့မှာဟင်းကိုမိဖို့ပေါ်တင်ပြင်ပူရီကြောက်ရုံမဲမြင်မြန်လို့နင့်ကြောင့်ငါတို့အဆက်ကွဲရလိမ့်မယ်ဆန်ဆန်ကအဲ့လိုပြောပြီးမေရီကိုစူပူပြီးထွက်သွားလိုက်ပါတော့တယ်ပြီးတော့သူကိုယ်တိုင်အပြစ်မှပြုံနေပါတယ်တနောက်စီကမေရီမှာတယောက်ထဲပဲအေဒီတွေအားလုံးအတွက်တန်တင်ပွဲနေမှာညသာချက်ပြီးအားလုံးကိုကြွေးလိုက်ပါတယ်စားစရာတွေကအိမ်မှာချက်ထားတဲ့ပူပူနွေ့နွေ့ဖြစ်ပြီးအေဒီတွေလည်းစားနေတာကြောင့် မိရိရဲ့စားစရာတွေကိုအများကြီးစားကြပါလို့တယ်။ချွေးမငဲ့ရေပူရီတွေပို့လို့ရဲမြေမြေလောက်ပေးပါ။ပေးပါမယ်အမရေ။အမကျမမတက်ရက်ပြီးအားလုံးအတွက်လက်လုံနေရတာခါကျိုးတော့မလို့ဖြစ်နေပြီ။ပူရီ၄၅ခုလောက်အမကြော်ပေးပါလား။ကျမမှာမင်္ဂလာဆောင်ဥစ္စာတော့မလဲနိုင်သေးဘူး။ရေရွတ်ဥစ္စာပဲရှိသေးတယ်။ဘာပြောတယ်။ငါပူရီကြော်ရမယ်ဟတ်လား။နင်ဘလို့လို့များစဉ်းစားလိုက်တာလဲ။နင်အတွက်ငါပူရီကြော်ပေးရမယ်ပေါ့။ကိုအဆင့်ကိုကြည့်ပြီးမှစကားပြောနားလေလား။ နင့်ရဲ့ကုံတိတ်ခါငါတို့ထက်မကြီးဘူး။နင့်မိဘအိမ်လဲငါတို့အဆင့်တန်းနဲ့မတူဘူး။သွားအဆက်ပိတ်ပြီးမိဖို့ကြောင့်နဲ့မှအလုပ်သွားလို့။မိပန်းကဒီလိုပြောပြီးမေရီနားကနေထွက်သွားပါတော့တယ်။အနားစီကမေရီကိုမိဖို့ကြောင့်နဲ့မှဘယ်သူမှမကူညီကြပါဘူး။ည7:00နာရီလောက်မှမေရီဟာမိဖို့ကြောင့်ကနေထွက်လာပါတယ်။အဲ့ဒီအခါမှတော့မေရီသမီးရဲ့နင်မိဖို့ကြောင့်တိမ်မိပြီလား။မသိရသေးပါဦးမေ။ဧည့်သည်တွေစားထားတဲ့ပကံတွေလည်းအဲ့ဒီတိုင်းပဲရှိသေးတယ်။ သမီးပင်မနဲ့မအမေနားလဲပါတယ်ကွယ်။ကဲစိတ်မပူပါနဲ့။ငါဒီနှစ်ယောက်တည်းတစ်ယောက်ယောက်ကိုမိဖို့ကြောင့်တင်ဟလိုက်မယ်။ဆန်းဆန်းရေမေပန့်ငါ့ကိုဒီတောင်းကနေတက်ပုံရိုက်ပေးအောင်။ဒီတောင်းကနေရရင်ငါတက်ပုံနေကောင်းတယ်။ဟုတ်ကဲ့ပြောပါဘာလို့ရှိလို့လဲ။သမီးရေမေရီယာမိဖို့ကြောင့်ကနေဘလောက်ကြာမှအပြင်ထွက်ရလဲ။အခုနေနဲ့မေပန့်မိဖို့ကြောင့်နဲ့သွားလိုက်။တယောက်ကပကံတွေစီနောက်တယောက်ကမိဖို့ကြောင့်တန်ရှဲလို့ဒါဆိုဘသူအတွဲမှအလောက်ကဝန်ထုတ်ဝန်ပုံမဖြစ်တော့ဘူး။ အမေရဲ့ကျမမနေ့ကမှလက်သေးလောက်လာတာကျမပကံမစေးနိုင်ဘူးအမမေပန်းကိုပြောလိုက်အလုတ်ဆောင်ဖို့အမြင်နဲ့စင်ချေတွေအစင်းသင်းရှိနေတယ်ကောင်းပြီလေငါမေပန်းကိုပြောလိုက်မယ်ကျမမနေ့ပြန်တွေ့စာရီနဲ့လက်ဝိယဒနာလက်လှလေးတွေထုတ်ထားလိုက်မယ်မေပန်းသမီးရေသွားပြီးတော့မိဖို့ကြောင့်နဲ့မှာပကံနေသွားစေပြီးတော့မိဖို့ကြောင့်လည်းတင်းလိုက် အမေကလည်းကျမကိုအရန်အလုံများနေတာကျမစကားနားလဲပေးပါကျမမလုံနိုင်ဘူးတကယ်ပါကိစ္စမရှိပါမေရေစိတ်မပူပါနဲ့ ကျမရှိပါတယ်။ကျမပဲအားလုံးလှုပ်လိုက်ပါမယ်။သွားပြီးတော့အနားယူပါ။ချွေးမရဲ့ကျမပြောပြီးပြီမလားအမေ။ကျမကိုစိတ်မပူပါနဲ့။ကျမအားလုံးလှုပ်လိုက်မယ်။သွားပါမေရဲ့။မင်္ဂလာဆောင်ကကျမတို့အိမ်မှာပဲဆိုတော့ကျမတို့ပဲလှုပ်ရမှာပေါ့။မီရီရဲ့တက်တီနဲ့နားလေမှုကိုမြင်တော့ဒုံမိုးလေးပြုံးလိုက်ပါတော့တယ်။မီရီဟာနောက်တစ်ခါတက်တီအစ်တဲ့နဲ့မိဘကြောင့်လေးကိုဝင်သွားပြီးမိဘကြောင့်အလုပ်တွေအားလုံးကိုပြီးအောင်လို့လုပ်ခဲ့ပါတယ်။ ပထမဆုံးပကံတွေကိုစီးလိုက်ပါတယ်။ပြီးတော့မိဖုချောင်းကိုတင်ဆက်ပါတယ်။နောက်ဆုံးမိဖုချောင်းကျဲမြင်ကိုတန်ရှင်းရေးလုပ်ပြီးမှအိပ်ဖို့အတွက်သွားလိုက်ပါတော့တယ်။သူရောင်းမငေးရဲ့မင်္ဂလာပွဲတစ်ခုလုံးမှာမိရီဟာမိဖုချောင်းနဲ့မှပဲအချိန်တွေကိုကုံဆုံးခဲ့ရပါတော့တယ်။မင်္ဂလာပွဲနေရာကိုခဏလေးပဲသွားနိုင်ခဲ့ပြီးနောက်တစ်ခါမိဖုချောင်းအလုပ်တွေကိုပဲကြည့်နေရပါတယ်။အခုတော့ခန်းခန်းလေးသူရောက်ခမရင်ကိုသွားလိုက်ပါပြီ။ဧဒရီအားလုံးလည်းကိုယ့်အင်ကိုပြန်သွားခဲ့ကြပါပြီ။ ဒီနေ့မှမေရီဟာသူ့ခန်းထဲမှာထိုင်ပြီးဒေါသထွက်နေပါတော့တယ်။ဒါလဲငါဝယ်ခဲ့တာ။ဒါလဲငါဝယ်ခဲ့တာ။ဒါပေမဲ့ဒီဟာတွေဝယ်လာတာပါကျိုးရှိလဲ။ငါပါတစ်ခုမှတော့မမရခဲ့ဘူး။ပြီးတော့ဒါငါအိမ်ကမင်္ဂလာဆောင်ပါလားလို့တော့မခံစားလိုက်ရဘူး။အရာအလုံးအစ်စ်တိုင်းရှိနေတော့မယ်။ငါအချိန်တွေကမိဖို့ကြောင့်မှပဲကုံသွားတာ။မေရီချွေးမရေသမီးပင်မလဲ။ဟုတ်ကဲ့မေပြောလေ။ဘာကိစ္စလဲ။အော်ဘာမှမဟုတ်ပါဘူးသမီးရဲ့။ နေရောကတိအားဒီနေ့တင်ခဲဟင်းစားချင်တယ်လို့ပြောနေတာငါအဲ့ဒီအလုံးမလုံးချင်တဲ့ငပြင်းညောက်ကိုမာခိုင်းပြီးတမီးကတင်ခဲဟင်းချက်ပေးဖို့စဉ်းစားနေရဒါပေမဲ့သူတို့ညောက်လုံးကသူတို့ရဲ့အလှပြန်ဆိုင်တွေနဲ့အလုံးများနေတာဒီလိုလောက်ပါလားချွေးမသွားပြီးတော့ဈေးကနေတင်ခဲတကီလို့သွားဝယ်လိုက်ဒီနေ့နက်နက်စလုံးအဲ့ဒါပဲချက်ပေးလိုက်ကျမတင်ခဲသွားဝယ်ရမယ်ဟုတ်လားအကျန်ရပြီအမေကျမကိုနိုင်ဖုန်းခေါ်ပြီးမေးကြည့်ရမလားသူဒီနေ့ရုံးကနေဆော့ဆော့ပြန်လာရင်တင်ခဲရှူလာလို့ရတယ်လေမေးကြည့်လိုက် ဒါပေမဲ့သူစောစောလာမှမဟုတ်ဘူးဆိုတာတော့သိကြတယ်။အမေရဲ့တခါဖုန်းခေါ်ကြည့်တာဘာဖြစ်သွားမှလဲ။ကျမမေးလိုက်အောင်မယ်။ဟယ်လိုကိုနိုင်ရေအိမ်ဝဘယ်ချိန်ပြန်လာမှလဲ။အေးမေးကြီး။နင်ဘာဖြစ်တာလဲ။ရုတ်တရက်အိမ်ပြန်ဖို့ဘာလို့မေးနေရတာလဲ။ဘာမှမဟုတ်ပါဘူး။တိမ်ခဲမှချင်လို့ပါ။ကိုနိုင်စောစောပြန်လာရင်တိမ်ခဲဝယ်လာပေးပါလား။မရဘူးမေးကြီး။ငါစောစောမလာနိုင်ဘူး။ငါတတိယဒီနေ့အလုပ်အများကြီးပေးထားတယ်။ဒါကြောင့်ငါနောက်ကျမှလာနိုင်မယ်။ ဩကောင်းပါပြီဒါဆိုကိုနိုင်လွတ်လွတ်ပါကျမပဲတင်ခဲသွားဝယ်လိုက်မယ်မကြီးကဒီလိုပြောပြီးဖုန်းချလိုက်ပါတော့တယ်ကိုနိုင်ကဘာပြောလဲမလောင်မလားငါသိသားပဲနေမဲသွားဝယ်လိုက်ပါချွေးမရဲတမီလည်းစိတ်ပြေလက်ပြောက်ဖြစ်သွားတာပေါ့နေအိမ်ထဲမှာပဲနေတာဘလောက်တောင်ကြပြီလဲချွေးမတတိယပြီငါတငယ်ချင်းတော်တန်းအိမ်မှာလဲသူ့သားကိုဆိုးရဲ့မင်္ဂလာဆောင်လာတော့မှလေမကြခင်သွားရမယ်အဲ့ဒီကိုချွေးမတယောက်ကိုတပတ်စာဆော့ဆော့ခေါ်သွားမယ်အစင်းနဲ့ပြန်ထားဟုတ်ကဲ့ပါမယ် ကျမတို့ချွေးမတွေအားလုံးခေါ်ပြီးအမေဘသူ့ကိုခေါ်သွားချင်လဲဆုံးဖြတ်လေကျမကိုတင်ငယ်သွားဝယ်လာလိုက်မယ်မေကြီးကဒီလိုပြောပြီးတော့တင်ငယ်ဝယ်ဖို့အင်းကနေထွက်လာပါတယ်နောက်ထပ်မင်္ဂလာဆောင်တစ်ခုပြီးတော့ငယ်တငယ်ချင်းရဲ့အိမ်မှာအဲ့ဒီမှာလဲအလုပ်တွေအများကြီးလုပ်ရမယ်ဆိုတော့ငါသိချာသိတယ်ဘာပဲဖြစ်ဖြစ်ဒီမင်္ဂလာဆောင်တော့ငါစောစောလုံးဝမသွားဘူးမေကြီးကဘသူ့မင်္ဂလာဆောင်ကိုမှစောစောသွားပြီးမပင်မန်းတော့ဘူးလို့ကြိုတွေးထားပါတယ်သူ့ဈေးကနေကိုယ်တိုင်တင်ငယ်ဝယ်လာပြီး မိရိပိန်ချက်ပြုတ်ပါတယ်။ဓမင်းတွေချက်ပြီးတော့ချမ်းသာတွေချွေးမနှစ်ယောက်လုံးအနာပြင်ဆိုင်ကနေကုသမှုတွေယူပြီးပြန်လာကြပါတယ်။ဆန်းဆန်းရေကိုလာဂျင်မျက်နှာမတ်လိမ့်တာနဲ့သားရည်ကိုတကယ်ပြည့်ပြည့်သွားစေရဲ့တည်လား။တကယ်ပဲနင်ဘလောက်တောင်လှနေလဲလို့ငါတွေးနေတာ။အမမေပန်းရဲ့ကျမတို့ကလှနေရပဲလေ။နင်တို့နှစ်ယောက်ပြန်လာပြီလား။လာဓမင်းလာစားကြ။ကျမတို့ဘာမှမစားတော့ဘူးအမေရဲ့။ကျမတို့အပြင်ကနေစားပြီးပြီ။အမေရဲ့ကျမတို့ခန်းထဲသွားတော့မယ်နော်။ခဏရဲ့ တရုတ်လာဆန်းဒုံမိုးစကားကြောင့်ချင်းမနှစ်ယောက်လုံးဟာသူ့စီကိုသွားကြပါတော့တယ်တမိသားစုလုံးဟာထမင်းစားသပွဲမှာထိုင်နေကြပြီးအဲ့မှာဒုံမိုးကသူ့တို့ကိုပြောခဲ့ပါတယ်ငါတပတ်လောက်ငါတငယ်ချင်းတော်တန်းအိမ်ကိုသွားမယ်အမေအဲ့ဒီတငယ်ချင်းကသူ့သားမင်္ဂလာဆောင်နေသူလားဟုတ်တယ်အဲ့ဒီတငယ်ချင်းပဲနင်တို့နှစ်ယောက်လက်ထက်တုန်းကတော်တန်းငါအိမ်ကိုနှစ်ပတ်စောစောရောက်လာပြီးငါ့ကိုအများကြီးကူညီတာအခုသူကငါ့ရဲ့အကူအညီလိုနေတော့ငါနောက်မဆုံနိုင်ဘူးကဲ နင်တို့ထဲကဘသူငါနဲ့တူတူလိုက်မှလဲပြောအမေကတပတ်စောစောခေါ်သွားမယ်ဆိုရင်နွားတကောင်လိုအလောက်ခိုင်းမှာဆန်ဆန်ညင်းလိုက်အမေကျမတော့မလိုက်နိုင်ဘူးနော်ကျမမှလည်းကိုပိုင်အလောက်တွေရှိတယ်ပြီးတော့ကျမမင်္ဂလာဆောင်အိမ်ကိုဘယ်တုန်းကမှတာဝန်မယူခဲ့ဘူးအဲ့ဒီမှာဘာလို့ရမှလဲမသိဘူးဒါကြောင့်ကျမမလိုက်နိုင်ဘူးကျမလည်းတူတူပဲအမေကျမလည်းမလိုက်နိုင်ဘူးအမေရဲ့အကောင်းဆုံးချွေးမှပဲခေါ်သွားပါနင်တို့နှစ်ယောက်စီအနေတော့မျောလင့်တာအဖို့ပဲဒါပေမဲ့ငါမေတွေချွေးမှတော့အသိဉာဏ်ရှိရပါပဲ ချွေးမရေနေမန်းငါနဲ့တူတူလိုက်ခဲ့နေရှိငါဘာမှစိတ်ပူစရာမလိုဘူးသဘောတူပြီနော်ရမူးရဲ့စကားကိုမီးကြီးကမငင်းနိုင်ခဲ့ပါဘူးမလိုက်ချင်ဘဲနဲ့လည်းလိုက်တော့ဖို့အတွက်သဘောတူလိုက်ပါတယ်နောက်တနေ့မှပင်ရောက်ခမနဲ့ချွေးမနှစ်ယောက်လုံးဒေါ်သန်းအင်ကိုထွက်သွားကြပြီးမိပန်းနဲ့ဆန်းဆန်းကတော့အိမ်မှာတက်တောင့်တက်တာနေခဲ့ကြပါတယ်မမိုးရေနေရောက်လာပြီဘသူလာလာမလာလာငါရဲ့တငယ်ချင်းနဲ့တော့တေချာပေါက်လာလိမ့်မယ်ဆိုတော့ငါသိရပါပဲ ဘလို့လုံးမလာပဲနေနိုင်မှာလဲနေငါ့ကိုခက်ခဲတဲ့အချိန်တွေမှာဘလောက်တောင်ကူညီခဲ့လဲအခုနှင့်သားရဲ့မင်္ဂလာဆောင်ဆိုတော့ငါနဲ့မကူညီပဲနေမလားကြည့်ငါချွေးမကိုလည်းခေါ်လာတယ်အခုနင်ဘာမှစိတ်ပူစရာမလိုဘူးနော်ငါချွေးမမင်္ဂလာဆောင်အားလုံးကောင်းကောင်းတာဝန်ယူနိုင်တယ်ကိုဆိုးကလည်းသူ့မောင်လေးလိုပဲသူ့မင်္ဂလာဆောင်မှာလည်းငါချွေးမဘာမှအားနဲ့ချက်မရှိစေရအောင်ချွေးမရေနင်သွားပြီးတော့ရေယူလာခဲ့ပြီးတော့ကိုယ်တိုင်လည်းတောက်ဟုတ်ကဲ့ပါမေကဲမယ်ရီနင့်မိယထာစတယ်မေ အခုနှင်ရှေ့ဆက်ပြီးဘာတွေလှုပ်ခိုင်းခံရမလဲကြည်ထားလိုက်တော့မကြီးကခကြီးကပြန်ရောက်တဲ့နေ့ရေကူတိုင်းတောက်ခဲ့ပါတယ်ပြီးတော့သူ့ရောက်ခမကိုလည်းရေတိုက်ပါတယ်ဒီလိုနဲ့မကြခင်ပါပဲနေ့လေရောက်လာခဲ့ပါတယ်ချွေးမကြီးငါနဲ့မတန်းနှစ်ယောက်လုံးဈေးသွားတော့မယ်ဒီကြတဲ့နေအားမနေနဲ့ထမင်းချက်ထားလိုက်ဟုတ်ပြီလားဟုတ်ကဲ့မကြီးကအဲ့တဲ့အင်ကိုရောက်တဲ့နေ့ဒီကိုကြောင့်ကိုတာဝန်ယူလိုက်ရပါတော့တယ် ၄၄ညနေအချိန်တိုင်းမိဖီပဲဒေါ်တန်းရဲ့မိဘကြောင့်နေမှာရှိနေပါတယ်။ဒီလိုနဲ့ရန်နေငယ်ကုံဆုံးသွားပြီးအခုဒေါ်တန်းရဲ့အသားကိုစိုးကိုဆန်ွင်းလင်းရမယ့်နေ့ကိုရောက်လာပါပြီ။ဒေါ်တန်းရဲ့ဧသည်ရီအများကြီးလည်းသူ့အိမ်ကိုရောက်လာကြပါပြီ။မိကြီးကပင်ဆန်ွင်းပွဲနဲ့ဧသည်ရီရဲ့အစားအသောက်တောင်းဝင်းတွေကိုယူထားရတာပါ။အန်တီတန်းရဲ့တစ်ချက်လောက်ကြည့်ပေးအောင်ဒီအဝါရောင်ပန်းတွေကိုနန်းနှင်းအိုးနားမှာတီလို့ထားချင်လား။ဒါမှမဟုတ်ကျိုးနဲ့တီးပြီးနေရာမှာချိန်ထားလိုက်ရမလား။ချွေးမရီ နင်သဘောကျတယ်လို့သာအလှဆင်လိုက်ငါဒီเจ้าနဲ့တိတ်မသိဘူးမေရီရေဘလို့ပဲအလှဆင်အလှဆင်ပြီးရင်ညာထမင်းနဲ့ချက်ရအောင်ပါတလောက်လဲဘာတွေစဉ်းစားနေရလဲမင်းကြီးဟာမြင်မြန်ပန်းတွေနဲ့အခန်းကိုအလှဆင်ပြီးနောက်မိဖို့ကြောင့်နဲ့မှထမင်းချက်ဖို့သွားခဲ့ပါတယ်အခုအိမ်မှာလူ25ယောက်ရှိတယ်ဒီလူတွေအတွက်ရိုတီအချက်90အနဲ့60လောက်လောက်ရမယ်ငါအထင်တော့အဆင်ပြေမှာပါတလောက်ပဲလှုပ်လိုက်မယ်ငါရောင်းမကြီးတွေပဲကောင်းတယ်ပြောစရာရှိတဲ့အခါရှေ့ဆုံးမှာ အလုပ်ရှိတဲ့အခါနောက်ဆုံးမှအခုထိပဲချိန်မှလာကြမယ်မသိဘူး။လိုင်းအောင်ငေါ့ပါလာကူညီမှာလဲ။မကြီးကမိဘကြောင့်လှုပ်တွေလှုပ်နေရတာယူအီနေပါပြီ။သူကဒေါသလေးထွက်နေပါတယ်။ဒါပေမဲ့သူ့ရဲ့အကြောင်းရင်းကိုနားလည်ပြီးအလုပ်တွေကိုလုပ်နေပါတယ်။ဒီလိုနဲ့ပဲဒန်းတင်ပွဲနေအလုပ်တွေအားလုံးလည်းမီရီပေါ်ကိုပဲကြာရောက်ခဲ့ပါတယ်။ဒီနေ့သူတို့သားလာမယ်နေပါ။သူတို့သားလာမယ့်နေ့မနက်မှာသူ့ရောင်းမကြီးတွေဒေါ်သန်းအင်ကိုရောက်လာကြပါတယ်။ ညနေမှာသူတို့သားထွက်ခွာမှဖြစ်ပြီးဒီနေ့နေ့လယ်စာကိုလည်းအင်ဒေရီအားလုံးအတွက်မီရီဘိန်းချက်ပြုံနေပါတယ်ဒီနေ့လူ90 60အတွက်ရိုတီလုပ်ဖို့ကလုံးဝစိတ်မပါဘူးငါတီလိုလုပ်လိုက်မယ်ဒီနေ့တော့အားလုံးအတွက်ထမင်းချက်ပြီးအနားယူလိုက်မယ်မီရီကဒီနေ့သူ့အလုပ်ကိုလျှော့ချဖို့အတွက်ထမင်းတည်ထားလိုက်ပါတယ်ဒီချိန်မှာပဲမိပန်းတွေဆန်းဆန်းတို့ကမိဖို့ကြောင့်နေဝင်လာကြပါတယ်ထမင်းချက်ညာလားထမင်းကိုဘယ်သူစားမှာလဲအားလုံးစားကြလိမ့်မယ် ဘသူမှမဆောင်ငါလည်းမဆောင်ဘာလို့လဲဆိုတော့ငါတိုင်ရက်လုံနေတာမိဘအမလည်းမဆောင် အသက်ကြီးတဲ့သူတွေလည်းထမင်းမဆောင်အဲ့ဒါကြောင့်နေရိုဒီလောက်တာပဲကောင်းမယ်ဆန်းဆန်းရဲ့စကားကိုကြားတော့ဒေါသထွက်နေတဲ့မီရီလိန်ပို့ပြီးတော့ဒေါသထွက်လာခဲ့ပါတယ်အခု तू ကထိန်းထားလို့မရတော့ပါဘူး तू ဒေါသနဲ့ပောက်ကွေးသွားပါတော့တယ်မီရီကဒေါသနဲ့တိမ်ထားတဲ့ထမင်းအုပ်ကိုပြစ်ချလိုက်ပါတော့တယ်ဒါကြောင့်မိဘကြောင့်တစ်ခုလုံးရေနဲ့ဆန်တွေပြင်ကျေးသွားပြီး အတန်လေးကြေလောင်စွာထွက်ပေါ်လာခဲ့ပါသည်ရိုတီစားချင်နေဆိုရင် ကို့ဘာသာလောက်ကြရိုတီလောက်ပေးပါလို့ငေါ့လာမပြောနဲ့မိရရဲ့ဒီပုံစံကိုသူတို့နှစ်ယောက်ကပထမဆုံးချိန်မြင်မှုတာပါချွေးမနှစ်ယောက်လုံးကအံ့အားတင်သွားကြပါတော့တယ်ဧသေးရီအလုံးလေးမိဘကြောင့်လေးရောက်လာကြပါတယ်ဒေါ်မိုလေးသူ့ချွေးမတွေကြဘာဖြစ်သွားလဲဆိုတာနားလည်သွားပါတော့တယ်။ဟုတ်တယ်မှန်တယ်။ရိုတီစားချင်တဲ့သူကို့ဘာသာလောက်ကြ နင်တို့နှစ်ယောက်လည်းငါချွေးမာတွေပဲလေကဲနင်တို့နှစ်ယောက်ပေါင်းပြီးဒီနေ့အားလုံးအတွက်ထမင်းချက်ကြဟုတ်တယ်ဒီချွေးမာတယောက်တည်းပဲအလောက်တွေအကုန်လုံးဘလောက်တောင်လှုပ်နေရလဲကဲမေရီချွေးမာရေနင်သွားနာတော့ဒေါ်မိုးကမေရီကိုစဉ်းစားပြီးပြီးသူ့ကိုအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်မိပန်းတွေဆန်ဆန်တို့ကမလှုပ်ချင်လှုပ်ချင်နဲ့ထမင်းချက်ဖို့မတည့်ရနေရပါတယ်ပထမတော့သူတို့ကမျက်နှာပြက်နေကြပါတယ်ဒါပေမဲ့သူတို့ထမင်းချက်တော့မှမေရီရဲ့စူးစမ်းအထောက်အမှုကိုသဘောပေါက်သွားကြပါတော့တယ် အမမေပန်းကျမတို့ညောင်လောက်တာတော့မှပင်မနေတယ်ဒါဆိုမေရီတောက်ထဲဘလို့လို့အားလုံးလုံနိုင်ခဲ့တာလဲအခုငါနားလဲပြီသူပါလို့ဒေါသထွက်တာလဲငါတို့သူ့အပေါ်ဝန်ထုပ်ဝန်ပိုးတောက်ထဲမတင်သင့်အောင်ထက်နေသေးမနေရလုံးကမေရီဟာဘလောက်ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာနားလေသွားကြပါတော့တယ်အဲ့ဒီနောက်ပိုင်းမှာသူတို့ညောင်လုံးဟာမေရီကိုဒီလိုအခါမျိုးတွေမှာတယောက်ထဲမထားတော့ပါဘူးအခုတော့အားလုံးဆင်ပြေသွားကြပါပြီ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။